အဲ့ကျွန်တော်ဒီကုန်းချုပ်ပြောခြင်းနဲ့အချက်ဟုတ်ဟုတ်ဆရာတို့ရေကျေးဇူးပါဆရာတို့အဲ့တော့ဘုန်းတို့ဒါပြောမယ်ဆိုရင်တော့အတရက်ခါတိတဲ့သမိုင်းတွေကိုပြန်ပြောပြတာလည်းပဲတော်လေးကိုဟိုစိတ်ဝင်စားစရာလည်းကောင်းတယ်ဘုန်းတို့လူငယ်တွေတွေ့လည်းပဲအများကြီးတန်ငန်းစရာယူစရာတွေရှိမယ်လို့ဘုန်းတို့ကမြင်ပါတယ်အဲ့တော့ဘုန်းတို့ခုနဆရာတို့သုံးသက်သွားသလိုပေါ့လေဒီ2021ဖေဖော်ဝါရီလတရက်နေ့မှာအာနာသိမ့်ပြီးတဲ့နောက်ပိုင်းလူတို့လှုပ်ရှားမှုတွေပေါ်လာချိန်မှာလည်းပဲ ဟိုအများစုကပေါ့နော်ဒီဥစ္စာကိုအစင်လာလို့ပဲဟိုအရေးတော်ဘုံဝိသေသနာလို့မပြုတ်ခဲ့ပြင်မဲ့ပဲလေနုတော်လိုင်းရေးဆိုပြီးတော့ဝိသေသနာပြုတ်ခဲ့ခြင်းကိုကထူခြားလာတယ်လို့ခေါင်းတို့ပြောလို့ရပါတယ်အဲ့တော့လက်နက်ကင်ဒေါ်လိုင်းရေးလမ်းစဉ်ဟာမြမလွတ်လပ်ရေးနဲ့အတူမွေးဖွားပြေးခဲ့တာမှန်ပင်မဲ့1988အရေးတော်ဘုံကြီးမှာလည်းပဲចောင်းသားတက်မတော်ပေါ်ပေါက်လာပြီးတော့စစ်ဆိုးရကိုလက်နက်ကင်ဒေါ်လန်ခဲ့တာအမှန်ပါပဲအဲ့တော့ဒီကနေ့ဒီခါမှာလည်းပဲမြင်တွေ့ရတဲ့ ွေဦးတော်လန်ရေးလိုဒိုင်းသားပေါင်းစုံနဲ့လူတန်းသားပေါင်းစုံတို့ပူးပေါင်းပါဝင်ပြီးတော့တနိုင်ငံလုံးတိုက်တာနဲ့ထိထိရောက်ရောက်ဖြန့်ကျက်တိုက်ပွဲဝင်နေကြတာဟာတခါမှမရှိခဲ့ဘူးတဲ့လူဦးတော်လန်ရေးရဲ့တနစ်ခဲကာလအတော်တွင်မှာအကြက်ဖက်စေအိုစုရဲ့အထူးအကြဆုံးမှုအများဆုံးပြည်တွင်းစစ်တပ်တန်းတစ်ချောင်းမှာတခါမှမကြုံဘူးတဲ့မကြားဘူးလောက်အောင်များပြားလွန်းလာမှုတက်ပြတ်နိုင်တဲ့အနေအထားထိရောက်နေပြီဆိုတာလည်းပဲဖုန်းတို့အားလုံးသိရှိထားပြီးဖြစ်ပါတယ် ဲတော့ဘုံတို့ပြည်သူတွေအားလုံးကိုဘုံတော့ပြောချင်တာကတော့ပေါ့နော်အဲတော့ဘုံတို့တော်လိုင်းရအောင်မြင်နေပြီသို့တော်လည်းပဲဘုံတို့လမ်းကူးလက်မှာပဲရှိပါသေးတယ်ဒီတိုက်ပွဲကိုအဆုံးဖြတ်ပေးဖို့ဆိုတာကတော့ဟိုတိုက်ပွဲတွေကဈေးကြီးတယ်လို့ပြောပါတယ်ဘုံဘောတော့တခြားလူတွေကအတိတ်ပဲဖွင့်တာတော့သူတို့ကတော့လက်ထက်ပစ္စည်းပေါ့နော်အဓိကအဖြစ်ငွေကြီးကိုပြောကြတယ်ဒါပေမဲ့ဘုံကတိုက်ပွဲရဲ့ဈေးကြီးတာဟုတ်ပေါ့နော်အဓိကကဘာလဲဆိုတော့ဘုံဘုံတို့ရဲ့တံပိုးရှိလာတဲ့ကလေးငယ်တွေရဲ့အသက်တွေ အလဟတ်မဆုံးဆုံးစေချင်တာပါဒါကြောင့်မလို့ဒီဖုန်းတို့ပြည်သူတွေပေါ့နော်ကိုပံပိုးတဲ့ပံပိုးထိုက်ပါဝင်တဲ့ပါဝင်ထိုက်တဲ့အချိန်မှာပေါ့နော်ဒီလိုသမိုင်းကိုရေးထိုးခွင့်ရတဲ့အချိန်မှာပါဝင်စေချင်တယ်မိမိကိုကိုခုခံကာကွယ်ဖို့အတွက်အတူတချောင်းတော်မထောင်ခဲ့ကြတဲ့ဖုန်းဖုန်းတို့လူငယ်တွေကဒီဒီဒီခါမှာတော့လက်နက်ကင်တိုက်ပွဲကိုဆင်နွှဲနေခြင်းဟာဟိုဘာကြောင့်ဖုန်းဖုန်းကဒီစကားကိုပြောရတာလဲဆိုတော့ထောင်ကိုအတေ7 July မှာခုနက ဖုန်းလည်းပြောခဲ့တယ်လို့ဆရာဦးအောင်စောလည်းပြန်ပြီးတော့ပြောခဲ့ပါလေဘုံနေဝင်ရပါတော့ဒါသူ့ရဲ့စကားပေါ့ဒါကိုဒါချင်းလှန်ကိုလှန်ချင်းရင်ဆိုင်ချင်းနဲ့ဆိုတော့ဘုံနေဝင်ရဲ့စကားကိုဒီနေ့ဖုံးဖုံးတို့ဂျန်စီတွေမျိုးဆက်တွေကပြန်ပြီးတော့တံပြန်းနေတယ်လို့ပဲဖုံးဖုံးကမြင်တယ်အဲ့တော့အာနာရှင်တွေကိုဖုံးဖုံးတို့လက်မခံတော့ဘူးအဲ့တော့မြန်မာနိုင်ငံရဲ့အေးဟာမြန်မာပြည်သူတွေစိတ်ကြိုက်ဖန်တီးခွင့်ရရှိတော့မယ့်အခွင့်အရေးမှာပေါ့နော်အဲ့တော့ကိုယ့်လက်နဲ့ကိုယ့်လက်နဲ့အတူဒီနိုင်ငံရဲ့ နာဂတ်ကိုဖန်တီးပေးဖို့ဘုံဘုံတို့ဒီနေ့လူဦးတော်လိုင်းရေးဟာ7 July လို့7 July နဲ့စတဲ့ခြေကွက်ဝယ်ဇလန်းကိုအဆုံးသတ်ပေးမယ်ငြိမ်းချမ်းတဲ့ဖရက်ဒီမိုကရေစီကြီးကိုပြည်ထောင်စုကြီးကိုပေါ့နော်အခြေတည်ပေးမယ်တော်လိုင်းရေးတရက်ဖြစ်တယ်လို့ဘုံဘုံတို့ယုံကြည်ထားပါတယ်ဒါကြောင့်မလို့ဒီတကယ်ယူအောင်ဆိုခုနပြောပြတဲ့သမိုင်းတွေဟာဘုံဘုံတို့ဒါမမွေးသေးခဲ့ဘူးပေါ့နော်သို့တော်လည်းပဲဒီနေ့ဘုံတထိုင်နေတဲ့တကယ်ကြီးဆီကနေတော့ကြားလိုက်ရတာကတော့တကယ် ဝမ်းနဲ့ကြေခွဲစရာလွမ်းဆွတ်စရာတွေတမိုင်းမှာသင်ကန်းစာယူစရာတွေပေါ့နော်အဲ့တော့ဖုန်းတို့အလုံးဒီအနာဂတ်ကိုပုံပေါ်တဲ့အခါမှာအတိတ်တုန်းကဘာတွေလုပ်ခဲ့ကြလဲဆိုတာကိုပြန်ပြီးတော့ကြည့်ရပါလိမ့်မယ်အနာဂတ်ကိုပုံမကောင်းမွန်အောင်ဖုန်းတို့တိုင်းသားပြည်သူတရလုံးကိုစီကိုစီတာဝန်ရှိဖို့လည်းလိုပါတယ်အဲ့တော့ဒီနေ့ချိန်ကမှလည်းပဲဖုန်းတို့မှာအာအာ NGO လို့အစိုးရမျိုးတရရှိနေတယ် ီးတော့ CRPH လို့ပြည်သူကရွေးချယ်ပြီးတော့ရွေးချယ်ပေးထားတဲ့မန္တရထားတဲ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့ CRPH ကြီးရှိတယ်။နောက်တိုင်းရင်းသားပြည်သူတွေအလုံးပါဝင်တဲ့အဲအဲခေါင်းဆောင်ပြည် activity တွေပေါ့နိုင်ငံရေး activity တွေလို့ပဲပြောရမှာပေါ့လေဒါအဖွဲ့အစည်းပေါင်းစုံပေါင်းတဲ့ဒီ NUCC ဆိုတာလည်းရှိနေတယ်ပေါ့နော်ဒီလိုဖုံးဖုံးတို့မှာအဖက်ဖက်ကအဲပြည့်စုံနေတယ်လို့ပြည်တွင်းပြည်ပအကောင်းကောင်းနဲ့ထောက်ပံ့နေတာဒီနေ့ချိန်ထိ မြန်မာပြည်သူတွေရဲ့အားကိုပဲအားကိုပြီးတော့ပြည်တွင်းပြည်ပထောက်ပံ့မှုတွေနဲ့လည်းပဲဒီဒေါ်လာကြီးကရပ်တည်နေကြရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုထပ်ပြီးတော့ပံ့ပိုးပါဖမုံတို့ရဲ့တံပိုးရှိတဲ့ကလေးတွေရဲ့အသက်တွေမသေးအောင်ဖမုံတို့အားလုံးကာကွယ်ရပါလိမ့်မယ်အဲ့တော့ဟိုကွန်မြူကိုနိုင်ရပြောပါတယ်သူကဘာပြောလဲဆိုတော့ဘယ်သူကပွဲမွေးခွင့်ပြုခဲ့အဲဖမုံတို့ရဲ့ကလေးတွေပါပဲတဲ့အဲ့တော့ဖမုံတို့ရဲ့ကလေးတွေထိခိုက်ဒဏ်ရာမရအောင် ုံးတို့အားလုံးမှာတာဝန်ရှိပါတယ်လူတူချင်းတယောက်ချင်းစီတိုင်းမှာဒါကြောင့်မလို့ပါဝင်ပေးကြပါလို့အဲပြောရင်းနဲ့ဖုန်းရဲ့စကားကိုညှုံးချုပ်ပါတယ်ဆရာဦးအောင်စောကဟာဆရာကိကောဖြည့်ဆွတ်ပြီးတော့ပြောစရာရှိမယ်ဆိုရင်တော့ဖြည့်ဆွတ်ပြီးတော့ညှုံးချုပ်စကားလေးပြောပေးပါအေးစိလို့ပါဟုတ်ကြပြောလိုက်ပါလား